အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ထွန်းထွန်းလိုင်းပါဒီခါပြည်သက်တွေကိုကျွန်တော်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ပြောပြချင်တာလေးတွေရှိတယ်လက်ရှိမှာအာဆင်နယ်ပေါ်ဖော်မန့်ကောင်းနေတဲ့ရလက်တွေတကယ့်ကိုအမကန်ဖြစ်နေတယ်ပေါ့နော်ဘာပဲပြောပြောဒါကျွန်တော်ဒီကနေ့မနေ့ဆော်ဝိုင်းမှာရှင်မြန်ကစားထားတဲ့ချန်ပီယံလိမာဆိုလို့ရှိရင်လည်းအက်တလက်တီကိုအသင်းကိုအိမ်ကွင်းမှာ4-0ဆိုတဲ့ဂိုးပြတ်နဲ့နိုင်သွားတယ်ဟာအမေးကြီးပဲတကယ်ကောင်းတဲ့ပွဲပဲတကယ်ကြည့်လိုက်ရတယ်ပေါ့နော်ကစားသမားတွေဆိုလို့ရှိရင်လည်း သူတော်ဝင်သူအကုန်လုံးခြေတယ်နီးပြတုံတဲ့အတိုင်းကစားနိုင်ခဲ့တယ်ပို့ပြီးတော့ကောင်းတာကပြင်းသက်တွေဝေဖန်မှုထဲမှာနင်မျောနေတဲ့ယော့ဂရက်သူ့လို့သူကောင်းဆုံးလုပ်သွားခဲ့တယ်ရတဲ့အခွင့်အရေးကိုရသလိုအသုံးချသွားခဲ့ပြီးတော့အာဆင်နယ်အတွက်ဒါ၃ကိုမြောက်၄ကိုမြောက်ကိုသူတွင်းပေးခဲ့တယ်ပေါ့နော်ဖွင့်ကိုကတော့ Gabriel တွင်းတယ်ပြီးတော့ Martinelli တွင်းတယ်ပြီးတော့ Jorgeres က၂ကိုတွင်းခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီကိုတွေရသွားခဲ့တဲ့အတွက်ကြောင့်မလို့ Arsenal အတွက်ကတော့တကယ်ကိုကောင်းမွန်တဲ့ရလက်နဲ့ရှေ့ကိုခီးဆက်နေပြီး Jorgeres အတွက်လည်းပဲတဖြည်းဖြည်းနဲ့ တင်းတဲ့အတူအဝင်ဖို့အတွက်ချိန်တစ်ခုကိုစောင့်နေတဲ့သူဂိုးတွေရနေပြီဂိုးရနေတဲ့အပိုင်းပေါ်မှာတော့ကျွန်တော်တို့ပြစ်တော့ပြောလို့တော့မရဘူးတားကြအောင်တော့သူပြန်ပြီးတော့ကြိုးစားနေရတယ်အာဆင်နယ်ကအတိုးပေးလေးတွေကစားတယ်သူကစားတာကကြတော့အတင်းနဲ့တိတ်အံဝင်သေးဘူးယော့ကရက်စ်ကဘောလုံးထိုးပေးထိုးပေးတဲ့ဘောလုံးကိုသူအဆုံးသတ်မယ်ပြပြလောလောနဲ့အဆုံးသတ်တဲ့ဒါအီဆက်တို့လိုမျိုးကစားသမားပေါ့နော်အဲဒါမဲ့လည်းအတင်းနဲ့အံဝင်သွားတဲ့အချိန်ကြလို့ရှိရင်တော့သူဒီကြောက်စရာကောင်းတဲ့စထရိုက်ကာဖြစ်လာမယ်ဆိုတော့ကျွန်တော်ညင်းလို့မရဘူး တကယ်ကိုဘယ်လိုပြောမလဲ16ကိုက်အတွင်းထဲမှာဆိုလို့ရှိရင်တော့ယော့ဂရက်ရဲ့ဆွမ်းဆောင်နိုင်မှုကတော့ဒါပရီးမီးယားလီဂ်မှာတကယ်ကိုထိတ်တန့်စင်းရင်ဝင်နေတဲ့သူဖြစ်တော့အားလုံးကအချက်လက်တွေရသတ်မှတ်ခံထားရတယ်ဒါကတပိုင်အဲအဲ့ဒါပြီးသွားလို့ရှိရင်တော့အာဆင်နယ်ရဲ့နီးပြအဖွဲ့လက်ရှိမှာအာတေတာကနီးပြချုပ်ဟုတ်ပြီဒီကွင်းတွင်းရဆက်တယောက်ကိုသူကအကောင်းဆုံးဖြစ်အောင်လို့သူကအဓိကတာဝန်ယူပြီးတော့လှုပ်ဆောင်ရတယ်အဲဒါမဲ့အာတေတာကောင်းဖို့အတွက်ဒီဇိုင်းလိုက်နောက်မှာလည်းပဲနီးပြအစုဖွဲ့ဆိုတာရှိတယ်ဒီနီးပြအစုဖွဲ့ကိုလည်းကျွန်တော်တို့မေ့ထားလို့မရဘူး အဲအရင်နှစ်တည်းတုန်းကတော့အာဆင်နယ်ကဒဏ်ရာရကစားသမားများတယ်ဆိုပြီးတော့ကျွန်တော်တို့တွေဆောင်းရသည့်ဈေးကွက်မှာလည်းခြေနေမကောင်းခဲ့သလိုနောက်ပြီးတော့ဖြတ်တန်းရတဲ့ပွဲဆက်များတဲ့ဒီစမှာပွဲချက်ကာလမှာလည်းရထားတဲ့အမှတ်တွေပြန်ဆုံးရှုံးခဲ့ပြီးတော့ကျွန်တော်တို့ခြေနေမလှခဲ့တဲ့အပိုင်းတွေအများကြီးရှိခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာတော့အာတီတာဓာတ်တွေအကုန်လုံးကိုပြင်ဆင်လိုက်ပြီးနိပြအဖွဲ့ထဲမှာလည်း Gabriel Hayes လို့တွေ့ကြုံရင်းနဲ့ဝိုင်းရဲ့နိပြကိုလက်ထောက်နိပြအဖြစ်ထပ်ပြီးခန့်ထားတယ်နောက်ပြီးတော့ဒါကျွန်တော်တို့ရဲ့ Arsenal ရဲ့ Sporting Director Andrea ဒါဘာထရာပေါ့နော်သူဆိုလို့ရှိရင်လည်းပဲကစားသမားကောင်းတွေကိုရအောင်ဖြည့်ပေးထားတယ်။အော်ဘတ်တာရဲ့ဆွမ်းဆောင်နိုင်မှုကလည်းတပိုင်းပြာနော်။နောက်ပြီးတော့အာတိတရဲ့ဆွမ်းဆောင်နိုင်မှုကလည်းတပိုင်း။ဒီလိုမျိုးအဝိုးဝိုင်းတွေအားလုံးဆုလိုက်တော့မှဂျီဆောလိုဒီလိုအစိတ်ပိုင်းလေးတွေဆုလိုက်ပြီးတော့မှအာဆင်နယ်ရဲ့ရလက်ကောင်းတွေဖြစ်လာတယ်ဆိုတော့ကျွန်တော်ညင်းလို့မရဘူး။ကွင်းတွေမှာဆက်တယောက်ကစားတယ်။အပြင်ကနီးပြားကလည်းကွင်းတွေက၁၀တယောက်အကောင်းဆုံးဖြစ်ဖို့အတွက်တကယ့်ကိုကောင်းကောင်းမွန်မွန်မွမ်းမံပေးထားတယ်။ အစပေါ်ရင်ဒရိုက်တာကလည်းသူလုံနိုင်တဲ့အပိုင်းမှာနီးပြပါလို့ကျန်လဲလိုအပ်တဲ့အပိုင်းကိုအားလုံးလုပ်ပေးတယ်ပြည်သက်နဲ့တသားတည်းကြစီမဲ့အရာတွေကိုသူခေါ်ပေးခဲ့တာကတော့ဒီဟာဒီကတော့တကယ်ကိုအာဆင်နယ်အတွက်ပြောစရာလေးဖြစ်ရပါတယ်အာဆင်နယ်ထွန်းတော့လောက်မှာအာဆင်နယ်အကြောင်းပြောတာမဟုတ်ပါဘူးကျွန်တော်ပြောဖို့ကြံနေတာကြာပါပြီဘာလဲဆိုတော့အာဆင်နယ်ရဲ့နီးပြအဖွဲ့ပြန်တော့လက်ရှိမှာအာဆင်နယ်ရဲ့နီးပြအဖွဲ့ရဲ့ဆွမ်းဆောင်နိုင်မှုကတော့တကယ်ကိုကောင်းမွန်တဲ့အပိုင်းတွေရှိတယ်အာဆရာဝင်နေဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူ okay တယ်သူ့လို့သူလုပ်တယ်နော်နောက်ပြီးတော့ဒီဆရာဝင်ရဲ့အထိတ်မှရှိနေတဲ့ မက်ဒီကယ်အဝန်ဝိုင်းအဖွဲ့လည်းရှိသေးတယ်။ဒါကတော့အာဆင်နယ်ကိုချစ်မြတ်နိုးတဲ့သူတွေကတော့အာဆင်နယ်နဲ့ပတ်သက်တဲ့အကြောင်းတွေအားလုံးကိုသိပြီးသားဖြစ်မှာပါ။ဒါမဲ့ကျွန်တော်သိတဲ့လောက်တော့ကျွန်တော်ပြန် share ချင်ပါတယ်။ဒါပါလဲဆိုတော့ဒီတစ်မှာဆေးဖွဲ့ရလဲဆေးဖွဲ့တာဝန်ကိုတကယ်ကိုကြက်ကြက်မက်မက်နဲ့အကောင်းဆုံးဖြစ်အောင်လို့ယူထားသလိုဒါကွင်းတွင်းမှာရောကွင်းပြင်မှာရောဒါဆရာဝန်တွေရဲ့ကြက်မက်မှုတွေကကစားသမားတွေဒဏ်ရာရမှုနည်းအောင်เนาะနောက်ပြီးွားလို့ရှိရင်ကြက်ခိုင်မှုကောင်းအောင် ပွဲဆက်တွေကြုံလာတဲ့အခါမှာကြံ့ခိုင်မှုကြမတော့အောင်ဆိုပြီးတော့ဆွမ်းဆောင်ထားတဲ့အပိုင်းတွေလည်းအများကြီးကျွန်တော်တို့တွေ့ရတယ်။ဆေးပညာရှုထောင့်အောင်ကြည့်မယ်ဆိုလို့ရှိရင်တကယ်ကိုကောင်းမွန်တဲ့ဆွမ်းဆောင်နိုင်မှုတွေကိုဒါဒေါက်တာဒီကလုတ်ပေးထားနိုင်တယ်ဆိုတာအာဆင်နယ်ကစားသမားတွေကိုကြည့်ရင်သိမယ်ပေါ့နော်။အာဆင်နယ်ဒဏ်ရာကစားသမားစီးရင်တကယ်ကိုခါတိုင်းနှစ်တွေနဲ့ရော့ကျသွားတာကျွန်တော်တို့တွေ့ရတယ်။အဲ့လာတော့မယ်မကြခင်ဒီဇင်ဘာပွဲချက်ကာလဆိုလို့ရှိရင်အာဆင်နယ်ဘာလို့ဆက်ပြစ်မလဲဆိုတာသူတို့ရဲ့ဆွမ်းဆောင်နိုင်မှုကတပိုင်းပေါ့နော်အဓိကကြလာလိမ့်မယ်အဲ့ဒါပြီးသွားရင်တော့အာဆင်နယ်ဂိုးရတဲ့အပိုင်းတွေကျွန်တော်ပြန်ကြည့်ပါတယ်အာဆင်နယ်ဒီလက်ရှိမှာ Chelsea နဲ့တူပဲ set piece ကနေဂိုးရထားတာရှိကိုရှိတယ်ပြိုင်ပွဲရဲ့ရမှာပေါ့နော် Arsenal အိမ်ကွင်းမှာ၄ဂိုး set piece နဲ့တွဲထားသလိုအဝေးကွင်းမှာလည်း၄ဂိုးရထားတယ်ဒီ set piece က Arsenal အတွက်တကယ့်ကိုအရေးပါတဲ့နိုင်ပွဲတွေရဖို့စွမ်းဆောင်တဲ့အပိုင်းမှာထူးပြချက်ဆိုတာကတော့ကျွန်တော်ညင်းလို့မရဘူး Chelsea နဲ့တူပဲ Arsenal မှာလည်း set piece တွေကတကယ့်ကိုအရေးပါနေတယ် Arsenal ရဲ့ set piece coach ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဂျိုဗာကိုတော့မေ့ထားလို့မရဘူး။ Nicolas Dova ရဲ့ဆွမ်းဆောင်နိုင်မှုကလည်းကစားသမားတွေပေါ်မှာအများကြီးလွှမ်းမိုးထားတယ်ဆိုတာကတော့ကျွန်တော်တွေ့ရမှာဖြစ်တယ်။ corner ball တွေတော့နောက်ပြီးသွားလို့ရှိရင် free kick တွေ penalty တွေဒီကန်ချက်တွေအတွက်ကိုသေချာ training ပေးပြီးကစားသမားတွေရဲ့ဆွမ်းဆောင်နိုင်မှုပေါ်မှာအားသာချက်အားနည်းချက်တွေကိုသူကအမြဲတမ်းတုံ့ပြန်နေတာကျွန်တော်တွေ့ရမယ်။အဲဂျာမန်ဘွားပြင်သစ်နီးပြပေါ့ဗျာနော်ဒီ Sapish Coach ကလည်းနာမည်ရလာပြီ။အဲပြီးသွားလို့ရှိရင်တော့ Gabriel Hainsey ဟိန်းစီကကြတော့ခန်စစ်မှာဘိုးခန်စစ်လဲဆော့တဲ့တောင်ပန်နေလဲထွက်ဆော့ခဲ့တယ်ဆိုတာမန်ချက်စတာယူနိုက်တက်မှာလဲကျွန်တော်တို့တွေ့ခဲ့သလိုမျိုးရီယယ်မက်ဒရစ်မှာလဲတွေ့ခဲ့တယ်မာဆေးမှာလဲကျွန်တော်မြင်ခဲ့ရတယ်။အဲဒါပေမဲ့သူနီးပြ coach line ကိုပြောင်းသွားတဲ့နောက်ပိုင်းကျွန်တော်တို့ ਨੇ ဆက်ပြတ်သွားခဲ့တယ်။သူနီးပြလုတ်ပြီဆိုတာတော့သိတယ်။ဒါပေမဲ့အတေးတောင်းတဲ့ PSG မှာတွဲကစားပြီးတော့သူတို့နှစ်ယောက်ကမိတ်ဆွေတငယ်ချင်းတွေအဖြစ်ရှိခဲ့ဘူးတယ်ဆိုတဲ့ကဏ္ဍကတပိုင်းဒါပေမဲ့ဒီကစားသမားဟောင်းကြီးမှာရှိနေတဲ့နီးပြအရေးသွေးကို ာဒိတာကတိရအတွက်ကြောင့်မလို့သူခေါ်ယူလိုက်တယ်ဒီနေ့မှဆိုလို့ရှိရင်တော့ဒါလက်ထောက်နီးပြအဖြစ်ကောအသင်းကြီးရဲ့နီးပြအဖြစ်ပါဒါဂါဘရီယယ်ဟိန်းစ်ကိုသူပြန်ပြီးတော့ခေါ်ပြီးခန့်ထားတယ်ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင်တော့အယ်ဘတ်စတူဟန်ဘတ်ပေါ့နော်네덜란드ခေါ်ရှိမယ်ပြီးသွားလို့ရှိရင်တော့ဒါကျွန်တော်မိုလီနာကြီးရှိမယ်ပေါ့နော်ဒါအာတီတာရဲ့တွဲဘက်တွေပေါ့အခုဂါဘရီယယ်ဟိန်းစ်ရောက်လာပြီဆိုတော့ပို့ပြီးတော့တော့မှကောင်းသွားခဲ့ပြီအဲနောက်ပြီးတော့ရီယာလက်စွမ်းပြနေအောင်လို့ဒါဂိုနီးပြကြီးလည်းရှိသေးတယ်ဒါတော့တိတိသားပါနော်ဂိုနီးပြကြီးကတော့အီနာကီ ကာနာပေါ့ဒါတော့စပိန်နီးပြပေါ့เนาะသူ့ရဲ့ goal နဲ့ပတ်သက်တဲ့စွမ်းဆောင်နိုင်မှုတွေเนาะနောက်ပြီးတော့ goal သမားကောင်းဖြစ်လာအောင် real ကိုတုံ့တင်မှုတွေကလည်းအရေးပါတယ်လို့ကျွန်တော်ကတော့ပြောထားခြင်းပါတယ်ဒါကတော့တပိုင်းမှာလိုပဲဖြစ်ဖြစ် Arsenal ဒီဒီနှစ်မှာဆိုလို့ရှိရင်တော့ service တွေနဲ့စွမ်းဆောင်ထားနိုင်တဲ့နိုင်ပွဲတွေရနေသလိုကစားသမားတွေရဲ့ကြံ့ခိုင်မှုပြဿနာကိုလည်းဒါဆရာဝန်ဖွဲ့ကဖြေရှင်းထားတဲ့အပိုင်းတွေလည်းကျွန်တော်တို့တွေ့နေရပြီ Gabriel Hayes ဆိုလို့ရှိရင်လည်းသူနဲ့ ဒေတာတူပေါ့နော်ဒေတာတူဆိုတာအာဂျင်တီးနားတို့ဘရာဇီးတို့ဒီလိုမျိုးလက်တင်ဘက်ကတူကစားသမားတွေကိုသူကအကောင်းဆုံးဖျောင်းလို့တုံတင်နိုင်တဲ့အပိုင်းကလည်းအားရကျင်တဲ့ဆရာရှိနေပါတယ်နောက်တန်းမှဆိုလို့ရှိရင်ဂါဘရီယယ်ဂါဘရီယယ်ကိုသူကောင်းကောင်းကြီးတုံတင်ပေးနေသလိုမျိုးနောက်ပြီးတော့ဂျန်နဲ့ကစားသမားတွေအတွက်လည်းပဲသူကတကယ့်ကိုနီးစနစ်တကျနဲ့တုံတင်ပေးနေတာကျွန်တော်တို့တွေ့ရမယ်ပွဲတိုင်းမှာအဒေတာနဲ့အတူတူအလုပ်တွဲလုပ်တဲ့ နော်အသိကြီးနီးပြဆိုပေမဲ့လည်းသူလုံနိုင်စွမ်းတဲ့ art data ကိုအများကြီးကူညီထောက်ပံ့ထားတာကျွန်တော်တို့တွေ့ရတယ်။ Gabriel ဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်တွေကလည်းဒီနှစ်မှာပို့ပြီးတော့ consistent တင်းငင်အောင်ကစားနိုင်တဲ့အပိုင်းလေးတွေကတော့ကျွန်တော်တို့အတွက်ကတော့ကျင်းတဲ့အားရစရာတွေကောင်းပါတယ်။လိုပဲဖြစ်ဖြစ်လာမယ့်ဒီဇင်ဘာဆိုရင် Arsenal ပွဲချက်တွေထပ်ပြီးကြုံရအောင်မယ်။ပြီးတော့နီးပြအစုဖွဲ့က Arsenal အသင်းသားတွေကိုဘလောက်ထိကောင်းမွန်အောင်လို့ထပ်မံပြီးတော့ပံ့ပိုးနိုင်မလဲ။နော် Champion အစုအတွက်ဘလောက်တိများဘေးကနေပြီးတော့ဝန်းရံပေးနိုင်မလဲဆိုတာကတော့တကယ်ကိုကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေသလို ကျွန်တော်စောင့်ကြည့်ရမယ်အနေထားဖြစ်နေတဲ့လက်ရှိမှာအာဆင်နယ်နဲ့ပတ်သက်ရင်တော့ပြောစရာကတော့အများကြီးပဲဒါပေမဲ့ကျွန်တော်သဘောကျတဲ့အပိုင်းလေးကိုပြည့်သက်တွေအတွက်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်။ဒီဒီကနေ့ကတော့ကျွန်တော်ဒီလောက်နဲ့ပဲညနာကျင်ပါတယ်ခင်ဗျာ။စောင့်ကြည့်ပေးကြတဲ့ပြည့်သက်တွေအားလုံးကိုလည်းထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။